ဖကိုးတိုင်းတိုင်းရရိခိုင်မင်းလှမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့တွန်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတိုက်ဆုံမှုများနေတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်တိုင်းရရိခိုင်ရဲမှုအဆင့်ရှိသူအရာရှိတဦးမြို့နယ်စခန်းမှုတဦးနဲ့ဗိုလ်မှုတဦးအပါဝင်20ထက်မနည်းတိုက်ဆုံခဲ့တယ်လို့ဂျွန်လ18ရက်ညပိုင်းကတိုင်းရရိခိုင်အမှတ်3တပ်ရင်း3803ကထုတ်ပြန်ထားပါဗျ။ ပြီးခဲ့တဲ့ဇွန်လ16ရက်ညနေ4နာရီဝန်းကျင်လောက်ကစပြီးမင်းလားမြို့နယ်စင်အိုင်ချောင်းပေါက်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကစစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းဟိတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့တာယာဝတီခရိုင်အမှတ်3တပ်ရင်းစစ်ကြောင်းမှုက DBB ကိုပြောပါတယ် ဆရာချောင်းပေါက်ကျေးရွာနာမှာဖြစ်ပွားနေတဲ့တိုက်ပွဲနဲ့တစ်ချိန်တည်းမှာပဲမင်းလာမြို့နယ်စစ်ကွင်းတာစုံမှာရှိတဲ့စစ်ကောင်စီရဲကင်းတဲ့စစ်ဆေးဂိတ်တွေကိုတော်လိုင်းရဲဘော်တွေကဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအရာရှိ၃အပါဝင်20ကျော်သေဆုံးပြီးအများပြားထင်အားရရှိခဲ့တာကိုမျက်မြင်တွေ့ခဲ့ရတယ်လို့တပ်ပွဲအတွင်းပါဝင်တဲ့တော်လှန်ရေးဘော်တယောက်ကပြောပါတယ် စစ်ကောင်စီဘက်ကအခုလိုတည်ဆုံတာနဲ့ပတ်သက်ပြီးအထူးကြသိရှိနိုင်ဖို့ DPP ကထပ်မံစုံစမ်းနေပါတယ်ရှင်။